လက်ရှိ2025မှာပေးရတဲ့ဈေးတွေနဲ့ price to performance ကောင်းတဲ့ Vivo brand credit ကဖြစ်တဲ့ IQ series လေးတွေကျောင်းရောင်းဝိုင်းလို့ကြော်တာပြင်ကိုအဆောင်ရောက်ရှိတာ။ဆိုတော့ဒီနေ့ Vivo ရဲ့ model လေးတွေနဲ့တူတူကျော်ဈေးလုံးလေးလေးနဲ့ပါတခါတယ် view လေးမှာပြပြပေးသွားမယ်။ဆိုတော့ view လေးကိုစလိုက်အောင်ပမာတော့ IQ Neo 10စက်သိန်းဝန်းကျင်မှာ price to performance ကောင်းတဲ့ phone လေးလုံးအောင်ပြောလို့ရတယ်ရွေးချယ်လို့လည်းမိုက်တယ်လူငယ်ကြီးမှာရေပန်းစားတယ်။ IQ Neo 10 RAM 256ကိုမှ12,900နဲ့ရမယ်။ နောက်တော့ IQ Neo Damro Blast သိန်း30မကျော်တဲ့ဈေးနဲ့ရမ်းမိုက်တဲ့ SOC ဖြစ်တဲ့ Snapdragon 8 Elite G နဲ့အောင်မှာရအောင်ပဲဗျာဈေးနှုန်းလေးပြပြပါဆိုလို့ရှိရင်လည်းသိန်း30မကျော်တဲ့ဈေးလေးနဲ့ RAM 256ကိုမှာ16သိန်း9000ကျွဲနဲ့ရမယ်နောက်တော့15သိန်းမကျော်တဲ့ဈေးနဲ့လုံးဝ perfect ဖြစ်တဲ့ price to performance ကောင်းတဲ့ပြင်မှာ PUBG မှာ100 FPS support ပေးတဲ့ IQ Zedan Turbo Plus ဈေးနှုန်းလေးပြပြပါဆိုလို့ရှိရင်လည်း RAM 256ကို16သိန်း9000ကျွဲနဲ့ရမယ် Edition မှာကြိုက်ပါရယ်ဆိုရင်ညီကိုရတော့ကလည်း IQCU ထဲမှာ BMW Edition ဖြစ်တဲ့ IQ73 BMW Edition လေးလည်းရှိသေးတယ်။ Run 25 cc ကိုမှ23သိန်း8000ကျပ်နဲ့ရအောင်ပါဆိုတော့အရန်မိုက်တယ်ဗျာ။တော့ performance ဆိုလို့ရှိရင်ပြောနေကြအောင်အဖြစ်ပြောနေကြမရှိဘူးဗျာဆိုတော့ကျွန်တော်ပြ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 ွား IQC တွေကကျွန်တော်ရွန်ဝဲသူချော်တာပင်းမှာပစ္စည်းစုံတွေရှိတာဆိုတော့မိတ်ဆွေတို့မှောင်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရွန်ဝဲသူချော်တာပင်းမှာလာဝယ်ဆွဲကြတော့ online အလင်းမှာလာဝယ်လို့ရပါခင်ဗျာအလုံးကျေးဇူးများတင်ပါတယ်နောက်ပြန်မှာထပ်တွေ့ကြမယ်နော် Yangon Mobile Store